and Victor Osimhen. The team that's only lost this short. တိုက်စစ်မှုနှစ်ဦးနဲ့တည်နေဆက်တိုက်ထွက်လာနေတဲ့ United မင်္ဂလာပါ Recon TV ကနေပြန်လည်ကြိုဆိုပါရစေ။ Manchester United အတင်းကအတင်းကိုပြန်တည်ဆောက်ဖို့ကြိုးစားနေပြီးလက်ရှိတိုက်စစ်အစုအဖွဲ့ကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားနေတာကတော့ပြည်သက်တွေအားလုံးအသိဖြစ်မှာပါ။ Ruben Amorim ရဲ့ကစားဟန်နဲ့ Nibiru ဟာ Twin Goal တွေကိုအဓိကတာဝန်ယူပေးရမှာကတော့ ဘိုတိုက်စစ်ကစားသမားဖြစ်ပြီးလက်ရှိအတင်းရဲ့တိုက်စစ်မှုနှစ်ဦးဖြစ်တဲ့ Grassmet Wildland နဲ့ Joruria Zaxido ဟာအဲ့ဒီအတွက်မလုံလောက် တော့ဘူးလို့ United တာဝန်ရှိသူတွေကဆုံးဖြတ်ထားကြောင်းကိုတည်င်းတွေနေရာပေါင်းစုံကနေထွက်လာပြီးပါပြီ United နဲ့နီးနီးဆက်ဆက်ရှိပြီးအတင်းကတီးတန့်ပေးတဲ့တည်င်းတွေကိုရေးပြီးနေတဲ့တည်င်းထောက်တွေဆောင်းမရှင်နေကိုတိုင်စီကနေတောင်းဒီသဘောမျိုးတွေကိုရင်တွေ့ရပြီးပါပြီ United နဲ့တောက်လျှောက်တည်င်းတွေထပ်နေတဲ့တိုက်စစ်မှုတွေထွက်မှာအလွတ်နဲ့ခေါ်လို့ရမယ် ျွန်နတန်ဒေးဗစ်လို့လို့ကစားသမားတွေကနေဗီတာအိုဆမ်မန်တို့လို့ကစားသမားတွေအထိပါဝင်ပါတယ်။ဒါပေမဲ့လက်ရှိမှာထပ်မံထွက်ပေါ်လာတဲ့တည်င်းတွေအရာ United နီးပြားရူဘင်အာမိုရီနဲ့တူတပဲဟောင်းစပိုတင်တိုက်စစ်မှုရူကာရက်စတိုအကြမ်းမှာသဘောတူညီမှုရှိထားတယ်လို့ပြီးရပါတယ်။ဒါကို Team Talk တည်င်းဌာနရဲ့အပြောင်းအရွှေ့အဆောင်ပါရှင် Frosa Fletcher ကဤသားထားဘူးတလို့ Sky Sports Switzerland ရဲ့တင်ထောက်စာချတာဘူးလီရဲ့ဖော်ပြချက်အရာ လူကာယက်ကရိုဘင်အမိုရင်ရှိရာ United C ကိုလာမယ်လို့အစောပိုင်းကတည်းကနေကတိပေးထားပြီးသားဖြစ်တယ်လို့သိရပါတယ်။ဒါကအမိုရင် United C ကိုရောက်ရှိလာခအချိန်မှာပေးခဲ့တဲ့ကတိဖြစ်ပါတယ်။တခုရှိတာကလက်ရှိအခြေအနေတွေနဲ့ United ရဲ့ဥရောပဝင်ခွင့်ရဖို့မတိချမှုတွေကြောင့်ဒီကတိကိုယူကာမက်တီမယ်မတိဘူးကတော့စောင့်ကြည့်ရမှာပါ။ Sporting ကတော့သူ့အတွက် Euro 80တောင်းဆိုထားပါတယ်။ဘောင်အဖြစ်ဆိုရင်ကတော့58တန်းခွဲလောက်ကျနိုင်ပါတယ်။တကယ်လို့ United ယူရိုပါလိဂ်ကိုအရယူပြီးချန်ပီယံလိဂ်ကိုအဲ့ဒီလမ်းကြောင်းကနေဝင်ခဲ့ရင်ကတော့ဖြစ်လာနိုင်စရာရှိပါတယ်။မဟုတ်ရင်ကတော့ဒီကစားသမားကိုစောင့်ကြည့်နေတဲ့အတင်းတွေကလည်းအများကြီးရှိနေတော့ခက်ခဲသွားနိုင်ပါတယ်။နောက်ထပ်တည်င်းတစ်ပုဒ်ကတော့ DVR တည်င်းရဲ့ပိုလုံးဆိုင်ရာဆောင်းပါးနဲ့တည်င်းတာဝန်ခံ Jeremy Bailey ကဤတက်လာတာပါ။အဲ့ဒါကတော့ United ကသူတို့နဲ့ရင်ဆိုင်ရမယ့် Europa League ပြိုင်ပွဲအတင်းလာရုံကတောင်ပံကစားသမားချာကီကိုစောင့်ကြည့်နေပြီး သူ့တည်င်းကိုအဆက်မပြတ်ရယူနေတယ်ဆိုတာပါပဲမာတီးစ်ရာယန်ချာဂီကအရေးအချင်းနဲ့ရှိပြီးအသက်လည်း27ပဲရှိသေးတဲ့ပြင်တစ်လူမျိုးကစားသမားဖြစ်ပါတယ်လူငယ်ကျယ်ပွင်းလို့မှတ်ယူခံထားရတာနည်းနည်းတော့ကြားပါမယ်ဒီကစားသမားကိုအာဆီနယ်လီဗာပူးစပါးဗီလာဖဲလစ်နျူကာဆယ်အဗာတန်စတဲ့အသင်းတွေကစောင့်ကြည့်နေပြီးခိုယူဖို့ကြင်ကြင်နေကြပါတယ်အကောင်းဆုံးအချက်ကတော့ဒီလိုအရေးအတွေးမြင့်တဲ့ playmaker ကစားသမားတယောက်ကိုပုံ25တန်းနဲ့ရနိုင်တာပါ အဲ့ဒါကြောင့်လည်းအတင်းတွေအများကြီးကစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကစားသမားမှာကတတိထားရမယ့်အချက်တွေအများကြီးရှိနေပါတယ်။ဒါကြောင့်လည်းအရေးတွေးပိုင်းတွေအများကြီးမြင်ပါရတဲ့အတင်းကြီးတွေကပေါင်25တန်းလောက်ကိုတခါတည်းပေးပြီးမခေါ်ကြသေးတာပါ။အဲ့ဒါကတော့ချာကီကအမှုအကျင့်ဆိုင်ရာပြဿနာတွေရှိနေတာပါပဲ။အသက်27နှစ်ပဲရှိသေးတာကြောင့်လည်းဖြစ်နိုင်တဲ့တို့သူပင်ကိုဆက်ကောကအဲ့တို့ဖြစ်နေရလဲပါပါလေသူကအတင်းဖော်ရင်းနဲ့လည်းတိတ်အစေးမကတ်တလို့ကွင်းတွင်းကွင်းပြင်စီကန်လိုက်နာမှုလည်းနည်းတယ်လို့ဆိုပါတယ် လမ်းယုံဥက္ကဋ္ဌကိုယ်တိုင်ကဒီကောင်ကအတော်လက်ပေါက်ကတ်တဲ့ကောင်လို့ရင်းရင်တီတီမချက်ပြပူးခဲ့တဲ့အထိရှိပူးပါတယ်။သူကလေ့ကျင့်ရင်းချင်းနောက်ကျအတင်းအစီဝေးနောက်ကျတာနဲ့အတင်းရဲ့လေ့ကျင့်ရင်းပူပေါင်းဆောင်ရွက်မှုမှာအထောက်မှုနေတာသူ့ကိုတွန်းအားပေးတဲ့အတင်းဖော်တွေနဲ့မတည့်တာမျိုးတွေဖြစ်တတ်တယ်လို့မိပြတွေပေါ်မှာလည်းကလန်ကန်ဆန်လုပ်တတ်တယ်လို့ပြင်တိကလူတွေမှာရေးကြပါတယ်။ဒါကြောင့်လည်းသူ့လိုအရေးတွေးနဲ့ပေါင်း25တန်းချက်ဖြစ်နေပြီးဘသူကမှလော်ဒဂျီမခွန်တီးတာပါ။သူ့ရဲ့အေဂျင့်ကလက်ရှိအချိန်မှာကစားသမား မူဆာဒမ်ဘီလီရဲ့ agency ဖြစ်ပြီးအဲ့ဒီ agency အောက်မှာကိုလိုမိုဝါနီဥစမာနီတမ်ဘီလီလို့ရှိနေပါတယ်အခုဒီတဲ့င်းကိုကျွန်တော်တို့ရဲ့ Recon TV သတင်းဌာနကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်နေတက်တယ်ဆိုလို့ရှင်ကတော့ကျွန်တော်ရဲ့ channel ကို like and share subscribe လုပ်ပေးဖို့မေတ္တာရက်ခံပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တာပါ